င်္ဂလာပါရှင်။နိုဝင်ဘာလ၂ရက်နေ့အတွက်မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့အင်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်ကမြို့နယ်အချို့မှာလေပြင်းတိုက်ခတ်လို့နေအိမ်များပျက်စီးကတရိုက်ဆန်အချို့တည်ဆုံတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြို့တင်မြို့အဝင်ဂိတ်စခန်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ၅ဦးတည်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။မကွေးတိုင်းမြို့တိမြို့မြောက်ဘက်မြို့ဝင်ဂိတ်ကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့နမောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့ည9:30မိနစ်အချိန်ကမှမြို့တိမြို့မြောက်ဘက်မြို့ဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်5ဦးတေဆုံးခဲ့တာ။၎င်းနေရာဟာစစ်ကူရောက်ရှိရန်3မိနစ်ခန့်သာကြာမြင့်တဲ့နေရာဖြစ်တဲ့အတွက် လက်နက်ရရှိရန်ဦးစားပေးဆောင်ရွက်ခြင်းမဟုတ်ဘဲရဲဘော်များရဲ့လုံခြုံရေးကိုဦးစားပေးဆောင်ရွက်ခဲ့တဲ့အတွက်မိမိတို့ဘက်မှအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ထိုမျိုးအဝင်ဂိတ်ဟာစစ်မှုထမ်းပေါ်တာဆွဲခြင်းမျိုးဝင်အထွတ်ပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြနှိပ်စက်ငွေကောက်ခံခြင်းတို့ကိုမကြာခဏပြုလုပ်နေတာကြောင့်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနအမှတ်900နှစ်တည်ရင် UR အမှတ်ဆက်ကွန်အထူးလှုပ်ရှားစစ်ကြောင်းနဲ့ တရက်ခရိုင်တက်ရင်တတို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ပြည်သူတွေအနေနဲ့မိသည့်နေရာဒေသမိသည့်အချိန်တွေမဆိုတိုက်ခိုက်မှုများရှိလာနိုင်တာကြောင့်စစ်တပ်တပ်ဖွဲ့ဝင်တွေရောက်ရှိရာနေရာဒေသအထိုင်ချရာနဲ့နှိစက်တဲ့နေရာတွေမှာနေထိုင်ခြင်းမပြုကြပါရန်မြစ်တာရက်ခံအပ်ပါတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်ကမြို့နယ်အချို့မှာလေပြင်းတိုက်ခတ်လို့နေအိမ်များပျက်စီးကတရိတ်ဆန်အချို့သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရန်ကုန်တန်လျင်မြို့နယ်မှာလေပြင်းတိုက်ခတ်ခဲ့လို့နေအချို့ပျက်စီးကတရိတ်ဆန်အချို့လည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ၁ရက်နေ့မနေ့ကမနက်၉နာရီခွဲအချိန်မိုးတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်တန်လျင်မြို့နယ်အုပ်ဖို့စုရပ်ကွက်မှာ နေအချို့ပျက်စီးခဲ့တယ်လို့စိတ်မွေးမြူရေးခြံပြိုကြကစိတ်အကောင်30သေဆုံးခဲ့တယ်လို့သိရပါတယ်။လက်တလောမှာအုပ်ဖို့စုရက်ကအတွင်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပရိုက်တာအဖွဲ့အစည်းတွေကကုညီကယ်ဆယ်ပေးနိုင်ရေးအတွက် စရင်ကောက်ယူနေကြတယ်လို့လည်းသိရပါတယ်။အလားတူမနေ့ကမနက်7:00နာရီခန့်ကလည်းစိတ်ကြီးခနာတို့မြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်တာကြောင့်ခခွေအနောက်ရက်ကွက်အေသီရီလမ်းမှာနေအိမ်တွေအမိုးလံပြက်စီးပြီးတပင်းကြီးတွေလဲကျလို့မိသားတပ်ဖွဲ့ဝင်တွေကရှင်းလင်းမှုတွေလုပ်နေကြရတယ်လို့သိရှိရပါတယ်။မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကအော်တိုဘာလ31ရက်နေ့ညပိုင်းထုတ်ပြန်ချက်အရနိုဝင်ဘာလ1ရက်နေ့မှ6ရက်အတွင်း တနိုင်ငံလုံးမှာနေရာကွက်ကြားမိုးရွာပြီးနေရာအချို့မှာလေပြင်းတိုက်ခတ်နိုင်လို့သတိထားနေထိုင်ကြဖို့ကိုလည်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စားတောင်မြို့မှာစစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်ခံရပြီး၅ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆီးရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစားတောင်မြို့အနောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား60ခန့်မှာစစ်ကောင်မရှင်စစ်ကြောင်းကိုလမ်းတနေရာမှာ တော်လိုင်းရေးတပ်ဖွဲ့တွေကကြားပြတိုက်ခိုက်ခဲ့တယ်လို့ စားတောင်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါဗါဒအော်တိုဘာလ31ရက်နေ့နေ့လယ်နာရီကအချိန်မှာစားတောင်မျိုးမှစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား60ခန်းဟာစားတောင်မျိုးအနောက်ဘက်ရှိပြည်သူတွေကို လိုက်လံပစ်ခတ်ပြီးစစ်ကြောင်းထိုးလာချိန်သခိုင်းခရိုင်ကုတ်ကဲရေးစစ်ဌာနရဲ့လမ်းညွှန်ချက်နဲ့စားတောင်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားချိန်နနာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗါဒအဆိုပါတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်9ဦးထပ်မံတေဆုံးခဲ့ပြီး ဆယ်ဦးတန်ရာရရှိခဲ့ကအမေဝမ်းတနတ်တလက်60မမဘုံဒီနှလုံးကြီးအိမ်၃ခုနဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကလည်းစားတောင်မြို့နယ်အတွင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုစားတောင်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကြောက်ကြားတိုက်ခိုက်ခဲ့ရာစစ်တပ်မှ၂ဦးသေဆုံးခဲ့ပြီး MA1 တနတ်နလသိမ်းဆည်းရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ီသူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။